အေယာရီတိုင်းရတောင်သူတွေကိုလာမဲ့စောင်းသီးနှံစိုက်ပျိုးရသည်မှာစီထွက်သီးနှံနေကြာကိုဒုတိယဦးစားပေးသီးနှံအဖြစ်နဲ့စိုက်ပျိုးရမယ်လို့စစ်ကောင်စီရဲ့စိုက်ပျိုးရေးဦးစီးဌာနကလယ်သမားတွေကိုဖိအားပေးစိုက်ခိုင်းနေတယ်လို့တောင်သူတွေစီကနေသိရပါဗျ။စစ်ကောင်စီကတိုင်းဝန်ကြီးချုပ်ဦးတင်မာဝင်းကလယ်သမားတွေကိုစဘာပြီးရင်ဒုတိယဦးစားပေးသီးနှံအဖြစ်နဲ့စီထွက်သီးနှံနေကြာကိုအနည်းဆုံး9ရက်ကမဖြစ်မနေစိုက်ပျိုးဖို့စီယုံဖိအားပေးနေတယ်လို့စက်တင်ဘာလစတုထဘက်အစည်းအဝေးပွဲမှာပြောဆိုခဲ့တာပဲဖြစ်ပါတယ်။ အဲ့ဒီနောက်စိုက်ပျိုးရေးဦးစီးဌာနရဲ့ဦးစီးမှုတွေကဖိအားပေးစိုက်ခိုင်းလာရလို့လည်းသိရပါဗျ။ပြည်ရင်းစားစီလိုအပ်ချက်ကိုဖြည့်ဆည်းပေးဖို့အတွက်နေကြောင်းမဖြစ်မနေစိုက်ခိုင်းနေပြီးတော့လိုအပ်တဲ့စိုက်ပျိုးရေးပစ္စည်းတွေကိုလည်းတပ်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ချိတ်ဆက်ကူညီပေးမယ်လို့စိုက်ပျိုးရေးဦးစီးဌာနကဝန်ထမ်းတစ်ယောက်ကပြောပါဗျ။အရာရီတိုင်းမှာပြီးခဲ့တဲ့နှစ်စောင်းသီးနှံစိုက်ပျိုးရာသီကစီထွက်သီးနှံနေကြကိုတီထက်တီညက်အနေနဲ့သာစိုက်ပျိုးခိုင်းတာဖြစ်ပြီး ်အခုနှစ်ဆောင်ရသည်စိုက်ပျိုးရသည်မှာတော့ဒုတိယဦးစားပေးသီးနှံအဖြစ်နဲ့စိုက်ပျိုးဖို့ကိုဖိအားပေးလာတယ်လို့ဒေသခံတောင်သူတွေကပြောပါတယ်ရှင်ကီနီပြည်နယ်ဒီမော့ဆိုမြို့နယ်အနောက်ဖက်ချမ်းတနေရာမှာစက်တင်ဘာလ22ရက်နေ့ကနေအောက်တိုဘာလတဲ့အထိကို မိုးရွာပြီးရေကြီးနေတဲ့အတွက်စစ်ဆောင်စခန်းတစ်ခု ရေနစ်မြုပ်နေတယ်လို့စစ်ဆောင်တွေကိုကူညီပေးနေတဲ့ Karenny Hopes အဖွဲ့တာဝန်ခံကအောက်တိုဘာလ9ရက်နေ့မှာပြောပါတယ် ရေကတရက်ကိုနှစ်ပေကနေသုံးပေအထိတက်နေတဲ့အတွက်ရေမြုပ်နေတဲ့ဆစ်ဆောင်စခန်းကနေအိမ်73အိမ်လောက်ကိုဘေးလူရကိုရွှေ့ထားရပြီးတော့မိုးကရီအထိကလိုအပ်နေတယ်လို့ Karenny Hope တာဝန်ခံကိုလွမ်းကပြောတာပါရေကြီးနေတဲ့ဆစ်ဆောင်စခန်းမှာအင်ဂျီ150နီးပါးရှိပြီးတောင်ကြရေလည်းများတဲ့အတွက်ရေထက်တက်နေပြီးရွှေ့ပြောင်းရမယ့်အိမ်တွေထက်ရှိနိုင်တယ်လို့သိရပါတယ်နေရွှေ့ပြောင်းရတဲ့အတွက်ဆစ်ဆောင်ပြည်သူတွေနေထိုင်ဖို့မိုးကနဲ့စားတောက်ဖို့ရိတ်ခါတွေလည်းလိုအပ်နေတယ်လို့သိရပါဗျ။ ဒီမောဆိုနောက်ဖက်ချမ်းမှာမိုးစက်တိုက်ရွာနေပြီးကားလမ်းတွေရေကျော်နေတဲ့အပြင်ဒေသခံတဲ့ဆစ်ဆောင်ပြည်သူတွေသွားလာရအခက်အခဲတွေကြုံတွေ့နေရတဲ့အပြင်ဆစ်ဆောင်စခန်းတွေထဲရေဝင်လို့နေရာရွှေ့ပြောင်းရတာတွေဖြစ်ပေါ်နေတာပါရှင်။ရွေးကောက်ပွဲကိုစန်းကျင်နောက်ဆက်သူတွေကိုနယ်မြေရဲစခန်းတွေကမဖမ်းစီပဲစစ်တပ်ကဖမ်းစီမိခဲ့ရင်နယ်မြေရဲစခန်းတွေကိုပါအရေးယူသွားမယ်လို့ကကကြီးယုံကညွှန်ကြားထားတယ်လို့နန်းစီဒီယံဝန်ထမ်းတွေဆီကနေသိရပါဗျာ။ ညွန်ကြားစာကိုကကကြီးယုံကနေပြည်ထရေးဝန်ကြီးဌာနစီကိုလိမ့်မှုပြီးအော်တိုဘာလ၄ရက်နေ့ကနိုင်ငံတော်မှာရှိတဲ့တိုင်းခရိုင်နဲ့မြို့နယ်ရဲစခန်းတွေကိုပေးပို့ခဲ့တယ်လို့နန်းစီဒီယံဝန်ထမ်းတယောက်ကပြောပါရယ်။နိုင်ငံတကာနဲ့နိုင်ငံရေးတကြွလှုပ်ရှားသူတွေစန့်ကျင်ကန့်ကွက်နေတဲ့ကြားကစေအုပ်စုအနေနဲ့လာမယ့်ဒီဇင်ဘာလမှာကျင်းပမယ့်ရွေးကောက်ပွဲကိုစန့်ကျင်နှောက်ယှက်ခြင်းမရှိအောင်အရေးယူနေတယ်လို့နိုင်ငံရေးတကြွလှုပ်ရှားသူတယောက်ကပြောပါရယ်။ အောက်တိုဘာလ3ရက်နေ့ကနေပြည်တော်မှာလုပ်ခဲ့တဲ့ရွေးကောက်ပွဲကာလလုံခြုံရေးဆိုင်ရာကြီးကြပ်မှုဗဟိုကော်မတီအစည်းအဝေးမှာပြည်ထရေးဝန်ကြီးဒုဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်ကရွေးကောက်ပွဲဥပဒေနဲ့အမှုဖွင့်အရေးယူထားတာ64ရောက်ရှိတယ်လို့ပြောဆိုထားပါတယ်။ရွေးကောက်ပွဲကိုနှောက်ယှက်ဟန်တားသူမှန်သမျှကိုတည်တံအထိအမိန့်ချနိုင်တဲ့ရွေးကောက်ဥပဒေကိုဇူလိုင်လ29ရက်နေ့ညမှာစစ်ကောင်းဆောင်ကလက်မှတ်ရေးထိုးထုတ်ပြန်ထားပါတယ်ရှင်။ အေယာရီတိုင်းအင်ကဘူမြို့နယ်ကွင်းကောင်းမြို့အုပ်ချုပ်ရေးမှူးကအရက်သားတွေကိုထောက်ပံ့ငွေပေးအပ်ဖွဲ့တက်ဖို့လိန်ခေါ်ပြီးတအိမ်နောင်ကိုစံချမ်းတပီပေးကမဲဆွဲခဲ့တယ်လို့ဒေသခံတွေဆီကနေသိရပါဗျ။စစ်ကောင်စီခန့်ကွင်းကောင်းမြို့အုပ်ချုပ်ရေးမှူးဦးသိန်းစိုးကအရက်သားတွေကိုစက်တင်ဘာလ2ရက်နေ့မြက်ဓမရောင်ကြီးသာသနာဗိမ္မာမှာတအိမ်နောင်ကိုစံချမ်းတပီပေးခဲ့တာပဲဖြစ်ပါတယ်။စံပေးရင်းနဲ့မဲထဲကြဖို့နဲ့မဲစင်းရင်သွားကြည့်ကြဖို့ကိုပြောဆိုခဲ့တယ်လို့ကွင်းကောင်းမြို့ခန့်တွေကပြောပါတယ်။ စစ်ကောင်စီကအုပ်ချုပ်ရေးမှူးဦးသိန်းစိုးရဲ့ခေါ်ယူမှုကိုအကူအညီလိုအပ်နေတဲ့လေးမျက်နှာမြို့နယ်နဲ့အင်ကဘူမြို့နယ်တွေဘက်ကစစ်ရှောင်လာကြတဲ့အရက်သားတွေအများဆုံးတွားရောက်ခဲ့ကြပြီးတော့အကူအညီမရလည်းဖြစ်ခဲ့ကြတယ်လို့ဆိုပါတယ်အုတ်ချုပ်ရီမှုစီကနေအကူအညီမရတဲ့အပြင်စစ်ရှောင်းနေအနေနဲ့ရောက်တဲ့နေရာမှာမဖြစ်မနေမဲထဲဖို့နဲ့မဲထဲလို့ရအောင်ရှောက်ရမယ်ဆိုပြီးတော့ဖိအားပေးတယ်လို့စစ်ပေးရှောက်အရေးကိုကူညီပေးနေသူတွေကပြောပါရတယ် အဲ့ဒီအပြင်မဲထဲဖို့အချက်လက်တွေမှားနေရင်လည်းလာပြောဖို့နဲ့မှတ်ပုံတွေမရှိတဲ့သူတွေကိုလည်းမှတ်ပုံတွေနဲ့လုပ်ပေးမယ်လို့အကြောင်းကြားဖို့ပြောဆိုမဲဆွဲခဲ့တယ်လို့ဒေတာခန်နေစီကနေသိရပါတယ်ရှင်အာနာဒိစတဲ့ရဲ့မတရားဖန်စီအချင်းချတာကိုခံနေရတဲ့နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်လွတ်မြောက်ရေးအတွက်တရုတ်အစိုးရအနေနဲ့ကူညီပေးဖို့တားငယ်ကိုထိန်လင်းခေါ်ကင်အဲရစ်ကအကူအညီတောင်းခံလိုက်ပါတယ် ဒေါ်ဆန်းစုကြည်နဲ့နိုင်ငံရေးအကျဉ်းသားတွေအားလုံးလွတ်မြောက်မှုဟာတင်းမြတ်ပေါင်းစည်းမှုနဲ့တည်ငြိမ်ရေးအတွက်အရေးကြီးဆုံးပထမခြေလှမ်းဖြစ်တယ်လို့သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာတင်ထားတဲ့တရုတ်သို့တောင်းဆိုခြင်းဆိုတဲ့စာမှာဖော်ပြထားတာပါ။ဟောင်ကောင်အခြေစိုက် South China Morning Post သတင်းစာနဲ့တွေ့ဆုံရမှာလဲ။ Kim ကဒေါ်ဆန်းစုကြည်ကိုလှုပ်ပေးဖို့အတွက်အာနာသိန်းစစ်တပ်ကို တောင်းဆိုဖို့နဲ့ပို့ပြီးတော့ဖိအားပေးဖို့တရုတ်သမ္မတရှင်ကြီးဖင်ကိုပန်ကြားထားပါဗျ။ ဒါအပြင်မိခင်ဖြစ်သူနဲ့နိုင်ငံရေးအကျဉ်းသားတွေအားလုံးအတွက်မြန်မာပြည်သူအားလုံးအတွက်အမှန်တရားကိုဆက်လက်ဖော်ထုတ်နိုင်အောင်စူးစမ်းကြဖို့နဲ့အမှန်တရားကိုဖော်ထုတ်နေတဲ့လွတ်လပ်တဲ့သတင်းမီဒီယာတွေပျောက်ကွယ်မသွားအောင်ကူညီဖို့ကိုလည်းတိုက်တွန်းထားပါတယ်ရှင်။မန္တလေးတိုင်းမလိုင်မြို့နယ်မှာ73နှစ်အရွယ်မင်းကလေးငယ်ကိုစစ်ကောင်စီတပ်ကမရေင်းကျင့်ပြီးမိသားစုဝင်တွေနဲ့အတူတပ်ဖြတ်သွားတယ်လို့ဒေသခံတွေကလည်းသိရပါဗျာ။ လိုင်မြို့နယ်အင်ဂျီတော်ရွာကိုစစ်ကောင်စီတပ်ကအင်အား100ကျော်နဲ့စက်တင်ဘာလ23ရက်နေ့ကနေစတင်ပြီးအင်ဂျီတော်ကြေးရွာနဲ့အနီးနားကရွာတွေကိုစစ်ကြောင်းထိုးတက်ဆွဲပြီးစက်တင်ဘာလ28ရက်နေ့မနက်ပိုင်းအထိ9ရက်ကြာတက်ဆွဲခဲ့တာဖြစ်ပါတယ်။ စစ်ကြောင်းထိုးတဲ့အချိန်မှာမပြေးနိုင်ပဲကြံရည်ခဲ့တဲ့သူတွေက73နှစ်အရွယ်မိန်းကလေးငယ်ကိုစစ်ကောင်စီတပ်ကမရင်ချင်းတပ်ဖြတ်ပြီးဝန်တားတဲ့အမေနဲ့အကိုဖြစ်သူအပြင်7နှစ်အရွယ်ကလေးကိုပါတတ်သွားတယ်လို့ရွာမှာကြံရည်ခဲ့သူတွေစီကနေသိရှိရကြောင်းကိုဒေသခံတယောက်ကပြောပါရယ်။မလာယီမျိုးနယ်တဲကိုစစ်ကောင်စီတပ်ကစစ်ကြောင်းစတင်ဝင်ရောက်လာတဲ့စက်တင်ဘာလ23ရက်နေ့ကလည်းပန်းအိုင်ကြီးရွာမှာနေတဲ့အသက်80အရွယ်မျိုးသားတယောက်ကိုအကြောင်းမဲ့ပြစ်တတ်သွားတယ်လို့ဒေသခံတွေစီကနေသိရပါရယ်ရှင်။ စကိုင်းတိုင်းကမ်းဘလူဇီကုံနဲ့ကျွန်းလာတကြောမှာနမယ်စုံနဲ့ကြော်ကြတဲ့ပြည်သူစစ်ကောင်းဆောင်ဆေးရတော်ဦးဝါတဝါကို တွေ့တဲ့နေရာမှာပားရိုက်မယ်လို့ပြောဆိုခဲ့တဲ့ရွှေဘူတက်နေကဘူကြီးရဲမင်းပိုင်ကိုပြည်သူစစ်အဖွဲ့တွေကတိုင်းမှုစီတိုင်တန်းခဲ့တယ်လို့မြို့ခန်နေစီကနေသိရပါဗျာ။ ရွှေဘိုတက်နေရလိုရမဲ့အလုံကိစ္စတွေကိုဥဝတဝကလိုက်လံနှောက်ရှက်ပြီးတော့တက်ကလူအချင်းချင်းစိတ်ဝမ်းကွဲအောင်လုပ်နေတာကြောင့်ဆိုပြီးဘိုကြီးရဲမင်းပိုင်ကဥဝတဝကိုပားရိုက်မယ်လို့အော်တိုဘာလတရက်နေ့ကပြောဆိုခဲ့တာပါပြည်သူစစ်အဖွဲ့တွေကစုပြီးတော့အနောက်မြောက်တိုင်းစစ်ဌာနချုပ်စီကိုတိုင်တန်းပေမဲ့တိုင်းမှုကဖြေရှင်းမပေးတာကြောင့်နေပြည်တော်အထက်ကိုတိုင်သွားဖို့အတွက်ဆက်လက်လှုံ့ဆော်နေတယ်လို့လည်းသိရပါဗျာ ဒါပေမဲ့နမခအတိုင်းမူဟာဥဝတဝရဲ့လိုရဲတချို့ကိုတင်ပြထားတာကြောင့်တိုင်ကြားလို့မရဖြစ်နေတယ်လို့ဖြစ်စဉ်ကိုသိရှိသူတယောက်ကပြောပါရယ်။ကမ်ဘလူခရိုင်မှာအင်အားကြီးလာတဲ့သင်္ကန်းဝတ်လက်နက်ကင်ဝါတဝခေါင်းဆောင်နဲ့ပြည်သူစစ်အဖွဲ့ဟာအုပ်ချုပ်ရေးနဲ့ဌာနဆိုင်ရာရုံးကိစ္စတွေအပြင်စစ်ကောင်စီတပ်ကိစ္စတွေကိုပါဝင်ရောက်ချဲ့လဲနေတယ်လို့ဒေသခံတွေကပြောပါရယ်ရှင်။ စကိုင်းတိုင်းမုံရွာမြို့တောင်ဘက်တမိုင်နိဘခက်အကွာဝေးမှာရှိတဲ့ချောင်းမုံရွာသားကားလမ်းပေါ်ကတရားတစ်ခုမှာအော်တိုဘားလာ၄ရက်နေ့ညနေ9နာရီခွဲအချိန်ကစစ်ကောင်စီတပ်ရဲ့စစ်ကြောင်းမိုင်းဆွဲတိုက်ခိုက်ခံရတယ်လို့ဒေသခံတွေကနေသိရပါဗျ။မုံရွာမြို့အထက်မအူရွာအနီးစစ်စေးဂိတ်ကနေအင်အား20လောင်းနဲ့ကင်းလှည့်လာတဲ့စစ်ကောင်စီစစ်တပ်ရဲ့စစ်ကြောင်းကိုမိုင်းဆွဲတိုက်ခိုက်ခဲ့တာပဲဖြစ်ပါတယ်။တိုက်ခတ်မှုအတွင်းမှာတော့စစ်ကောင်စီတပ်သား3ယောက်သေဆုံးပြီး17ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တိုက်ပွဲဖြစ်ပွားရာနေရာကိုနောက်ထပ်စစ်ကူ40လောက်လည်းထက်ရောက်လာတဲ့အတွက်တက်ပြန်ဆုတ်ခဲ့ရတယ်လို့တော်လရေးတပ်ဖွဲ့ဝင်တယောက်ကပြောပါတယ်။မိုင်းဆွဲတိုက်ခတ်မှုကိုတော်လရေးတပ်ဖွဲ့9ဖွဲ့ကပူးပေါင်းလှုပ်ဆောင်ခဲ့ရဖြစ်တယ်လို့လည်းသိရပါတယ်ရှင်။ကရင်ပြည်နယ်မြောက်ရီမြို့အမှတ်9ရပ်ကွက်73ဂိတ်ထဲမှာအော်တိုဘာလ9ရက်နေ့မနက်9:00နာရီကျော်မှာမီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ဒေသခံတွေကနေသိရပါဗျ မီးလောင်မှုဖြစ်ပွားပြီးတနအိုက်ကန့်အကြမှာပဲမြောက်ဝတီမြို့နယ်မိသက်တပ်ဖွဲ့ရဲ့အကူအညီနဲ့မီးငြိမ်းသက်နိုင်ခဲ့တယ်လို့သိရှိရပါတယ်။၁၃ဂိတ်အထဲမှာရှိတဲ့ BGF တပ်တွေဂိတ်ချထားတဲ့အထဲမှာဆိုလာဆိုင်ကနေစတင်မီးလောင်တယ်လို့မြောက်ဝတီမြို့အမှတ်၅ရပ်ကွက်မှာနေထိုင်သူတို့ကပြောပါတယ်။ BGF တပ်တွေစခန်းချတာပြီးလက်နက်ကင်တွေအများစုရှိတဲ့နေရာဖြစ်တဲ့အတွက်မီးလောင်မှုအခြေအနေကိုဝင်ကြည့်လို့မရတဲ့အတွက်ကြောင့်အသေးစိတ်ကိုမသိရဘူးလို့ဆိုပါရစေ။စက်တင်ဘာလ18ရက်နေ့ကလည်းမြောက်ရီမြို့အမှတ်၄ရပ်ကွက်မှာရှိတဲ့လူနေအိမ်တလုံးမီးလောင်မှုဖြစ်ပွားခဲ့ပြီးရပ်ကွက်နေပြည်သူတွေနဲ့မိသက်တပ်ဖွဲ့ကဝိုင်းဝန်းမီးငြိမ်းသက်နိုင်ခဲ့ပါရစေ။မီးလောင်မှုဖြစ်ပွားခဲ့တဲ့အိမ်ပိုင်ရှင်ကိုတော့အစ်စစ်အေးအေးယူနေတယ်လို့ဒေသခံတွေကလည်းသိရပါရစေ။ ရှမ်းပြည်နယ်မြောက်ပိုင်းပလောင်ကိုပိုင်အုပ်ချုပ်ခွင့်ရဒေသကတအန်တက် DNA လေးထိမ့်ချုပ်ရာနမ်ဆန်မျိုးနယ်ဇေတုံဟုံးရွာကိုအောက်တိုဘာလ၄ရက်နေ့နေ့လယ်၁၂နာရီခွဲလောက်မှာစစ်ကောင်စီတပ်ကဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်ကလေး၂ယောက်သေဆုံးပြီး၉ယောက်ထိခိုက်ဒဏ်ရာရတယ်လို့ဒေသခံတွေစီကနေသိရပါဗျ။နမ်ဆန်မျိုးနယ်ဇေတုံဟုံးရွာဘက်ကိုဂျက်ဖိုက်တာနဲ့ဘုံကျဲသွားတဲ့အတွက်ကလေး၂ယောက်သေဆုံးပြီးကလေး၆ယောက်နဲ့လူကြီး၃ယောက်ထိမှန်ဒဏ်ရာရရှိခဲ့တာပါ။ စစ်ကောင်စီတပ်ကဂျက်ဖိုက်တာနဲ့ပေါင်900ဘုံနှလုံးလာရောက်ကျဲချတိုက်ခတ်ခဲ့တဲ့အတွက်လူနေအိမ်16လုံးလည်းထိမှန်ပျက်စီးသွားခဲ့တယ်လို့ PSLF DNL သတင်းနဲ့ပြန်ကြားရေးဌာနကထုတ်ပြန်ထားပါဗျ။ပြီးခဲ့တဲ့အောက်တိုဘာလ2ရက်နေ့ကလည်းတိုက်ပွဲဖြစ်ပွားတာမရှိတဲ့နမ်မတူမြို့ပေါ်ကိုစစ်ကောင်စီတပ်ကပေါင်900ဘုံတလုံးလာရောက်ကျဲချခဲ့တဲ့အတွက်ဒေသခံ3ယောက်သေဆုံးပြီး6ယောက်ထိခိုက်ဒဏ်ရာရခဲ့တယ်လို့လူနေအိမ်10လုံးလည်းထိခိုက်ပျက်စီးခဲ့ပါသေးတယ်ရှင်။ ပဲခူးတိုင်းကျိုးပင်ကောင်းတဲ့အုပ်ဖို့မြို့နယ်တွေမှာပြည်သူတွေရဲ့ရိတ်ခါတည်ယူရာတွေကိုစစ်ကောင်စီတပ်ဖက်ကကန့်သက်ထားတယ်လို့ဒေတာခန်နေစီကနေသိရပါဗျ။စစ်ကောင်စီတပ်ကပြီးခဲ့တဲ့2024ခုနှစ်နှစ်ကုန်ပိုင်းကတည်းကနေလက်ရှိအချိန်ထိကျိုးပင်ကောင်းအရှိချမ်းမှာရှိတဲ့ကျေးရွာတွေကို ဆန်နဲ့စီအပါအဝင်ရိတ်ခါတည်ယူခွင့်တွေကိုကန့်သက်ထားတာပါ။ကျိုးပင်ကောင်မြို့ပေါ်ကနေတစ်ခေါက်ကိုစံတအိတ်နဲ့စားစီ10သားလောက်သာပေးတယ်ပြီး ဂျိုးပင်ကောင်မြို့ဝင်ဂိတ်ဂျိုးပင်သာဂိတ်နဲ့အလဲကုန်းဂိတ်တွေမှာစစ်ဆေးဖမ်းဆီးနေတယ်လို့ဒေသခံတွေကပြောပါရယ်။အုပ်ဖို့မြို့နယ်မှာလည်းပြည်သူတွေရဲ့စားနပ်ရိက္ခာတည်ယူတာတွေကိုစက်တင်ဘာလကုန်ပိုင်းကနေစတင်ပြီးစစ်ကောင်စီတပ်ဖက်ကကန့်သက်ထားတယ်လို့သိရပါရယ်။အုပ်ဖို့မြို့နယ်ရဂိတ်တွေမှာစံတအိတ်နဲ့စီ90သားနဲ့အသားကိုလည်းတပိတ်တာထက်ပိုတယ်ခွင့်မပေးဘူးလို့အုပ်ဖို့မြို့နယ်တွေကတော်လေးတပ်ဖွဲ့တာဝန်ခံကိုမိုးတီးကဒီဗီဗီကိုပြောပါရယ်။ စစ်ကောက်စီတပ်ကအုပ်ဖို့မြို့နယ်အတွင်းအုပ်ဖို့တာဇုံဂိတ်၊သဲကုန်းဂိတ်တွေအပြင်စစ်တပ်ကိစ္စကန်၃ခုထပ်မင်းကိုဖွင့်လှစ်ပြီးပြည်သူတွေရဲ့စားနပ်ရိက္ခာတည်ယူခွင့်တွေကိုကန့်သတ်နေတာပါရှင်။ရှမ်းပြည်နယ်တောင်ပိုင်းပင်လောင်းမြို့နယ်ဗမောက်ကုံပေါ်နန်းဖားမူကရားကျေးရွာတွေမှာမိုးကြီးတာကြောင့်ပဲပုတ်ဆိုင်ပြူတာတဲ့တောင်သူတွေရိတ်သိမ်းဖို့အတွက်အခက်အခဲတွေနဲ့ကြုံတွေ့နေရတယ်လို့ဒေသခံတွေကပြောပါရတယ်။ ပြီးခဲ့တဲ့နှစ်တွေကတောင်သူတွေဟာပြောင်းကိုအဓိက စိုက်ပျိုးပြီးတော့အခုနှစ်မှာတော့ပြောင်းကို PNO ပြည်သူစစ်နဲ့စစ်တပ်ကစိုက်ပျိုးခွင့်မပြုတာကြောင့်ပေးပုတ်ကိုအစားထိုးစိုက်ပျိုးခဲ့ကြတာပဲဖြစ်ပါတယ်။ရိတ်သိမ်းချင်မှာတော့မိုးကြီးနေတာကြောင့်အခက်ကြုံတွေ့နေရတာပါ။မိုးများတဲ့အတွက်ရိတ်သိမ်းထားတာတွေကိုမိုးကနဲ့အုပ်ထားရတာကြောင့်မှိုတက်ကုန်သလိုမရေရသေးရတွေကလည်းရေထိပ်ပြီးတော့အပင်ပေါက်ကုန်တဲ့အတွက်80ရာခိုင်နှုန်းလောက်ဆုံးရှုံးရတယ်လို့တောင်သူတို့ကပြောပါရယ် ပဲပုတ်ပင်နေပျက်စီးကုန်တဲ့အတွက်တောင်သူအများစုဟာလာမဲနှစ်မှာမိသားစုစားဝတ်နေရေးအခက်အခဲတွေကြုံတွေ့မှာပို့ပြီးတော့စိုးရိမ်နေကြပါတယ်။ပင်လောင်းမြို့နယ်နန်းဖောက်မှုဗမောက်ကြီးရတဝိုင်းမှာတိုက်ပွဲတွေဖြစ်နေတာကြောင့်တောင်သူတွေအ धिक ဆိုက်ပြိုးတဲ့ဇဘာနေကြပြောင်းတဲ့နှမ်းတွေကိုစစ်တပ်နဲ့ PNO ပြည်သူစစ်တွေကအပင်ရှိပြီးတော့မြင်ကွင်းပိတ်တာကြောင့်စိုက်ပြိုးခွင့်မပြုဘဲနဲ့မြေဘဲငရုတ်ပဲပုတ်အစရှိတဲ့မရှိတဲ့အပင်မျိုးတွေကိုအစာထိုးစိုက်ပြိုးခွင့်ပြုထားတာပဲဖြစ်ပါရဲ့ရှင်။ ရှမ်းပြည်နယ်မြောက်ပိုင်းတီဘောမြို့နယ်မဟဲကျွော်ကိုစစ်ကောင်မရှင်စစ်တပ်ကလေကြောင်းနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့တန်မျိုးသားလွတ်မြောက်ရေးတပ်မတော် DNL ကအောက်တိုဘာလ၄ရက်နေ့မှာထုတ်ပြန်ထားပါတယ်။အော်တိုဘာလာ၄ရက်နေ့မနက်9:49မိနစ်မှာတီဘောမြို့နယ်မဟဲကျေးရွာကိုစစ်ကော်မရှင်စစ်တပ်ရဲစခန်းဟောင်းထဲကိုပေါင်150ဘုံးနှလုံးလာရောက်ကျဲချတိုက်ခိုက်ခဲ့တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားတာပါထိခိုက်ဒဏ်ရာရတဲ့အခြေအနေကိုတော့ထုတ်ပြန်ချက်မှာမဖော်ပြထားပါဘူး အော်တိုဘာလ၂ရက်နေ့ကလည်းတီဘောမြို့နယ်စံဖိတ်ကျေးရွာကုမှုဒရာဟိုတယ်ကိုပေါင်900ဘုံနှလုံးနဲ့တိုက်ခိုက်ခဲ့တာကြောင့်အဆောက်အဦတစ်ခုထိခိုက်ပျက်စီးခဲ့တယ်လို့တရနေလေးကပြောပါရယ်။ဒါ့အပြင်အော်တိုဘာလ၂ရက်နေ့မှာပဲနမ်မတူမြို့အတွင်းကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ပေါင်900ဘုံနှလုံးကျဲချတိုက်ခိုက်ခဲ့တဲ့အတွက်ပြည်သူလူထု၃ယောက်သေဆုံးပြီး၆ယောက်ဒဏ်ရာရရှိခဲ့ကနေအိမ်ရှင်းလုံးထိခိုက်ပျက်စီးသွားတယ်လို့ထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါရယ်။ ကြောင်မဲကိုစေုပ်စုကပြန်လဲသိမ့်ပိုက်ပြီးတဲ့နောက်တီဘောကိုဆက်ပြီးတော့စစ်ကြောင်းထိုးဖို့အင်အားစုဖွဲ့မှုတွေလည်းလှုပ်ဆောင်နေတယ်လို့ဒေသခံတွေနဲ့ TNL ကပြောပါရရှင်။